မြန်မာရဲ့အချစ်တော်ထိုင်းမင်းသမီးဒမဟုတ်ထိုင်းပြည်ရဲ့သမီးတော်သီရီတုံပရိသတ်များအားလုံးပဲမင်္ဂလာပါ crazy အန်ကနေပြန်လေးကြိုဆိုလိုက်ပါရင်ဒီနေ့အတွက်တင်ဆက်ပေးသွားချင်တာကတော့မြန်မာရဲ့အချစ်တော်ထိုင်းနိုင်ငံရဲ့မင်းသမီးတစ်ပါးအကြောင်းပဲဖြစ်ပါရင်အားလုံးပဲသိကြတဲ့အတိုင်းထိုင်းနိုင်ငံကယခုအချိန်ထိဘရင်စနစ်ကိုလက်ခံကျင်းသုံးနေတဲ့နိုင်ငံတနိုင်ငံပဲဖြစ်ပါရင်ဘရင်ကိုလည်းနိုင်ငံသူနိုင်ငံသားတွေအားလုံးကဦးထိပ်တင်လေးစားယူတည်ကြကအလွန်ကုန်းမှလည်းချစ်မြတ်နေကြပါရင် နိုင်ငံရဲ့ဘရင်ကိုသာမကဘရင်ရဲ့ဇနီးမိဖုရားသာသမီမြင်းမြစ်တွေကိုအားစာ ပြည်သူပြည်သားတွေကချစ်ခင်မြန်လို့ကြတာပါဒီတဲကမှာထိုင်းနိုင်ငံသူထိုင်းနိုင်ငံသားတွေသာမကပဲကမ္ဘာနဲ့ကလူအများစီကနေပါချစ်ခင်လေးစားမှုတွေကိုလက်ခံရရှိထားတဲ့ထိုင်းမင်းသမီးသီရိတောင်ရဲ့အကြောင်းကိုယနေ့အတွက်တင်ဆက်ပေးသွားခြင်းပါတယ်သူမရဲ့ငယ်အမိကတော့ဖရာသေးလို့အမိရပါတယ်ဖရာသေးဆိုတဲ့နာမည်လေးရဲ့အဓိပ္ပာယ်ကတော့နတ်သမီးလေးလို့အဓိပ္ပာယ်ရပါတယ် သူမကငယ်စဉ်ကလေးဘဝအရွယ်တုန်းကအလွန်အဆော့မဲ့လွန်းလာတဲ့ကလေးမလေးဖြစ်ခဲ့တာကြောင့်ခမီးတော်နဲ့မေတော်တို့ကချစ်စနိုးလေးနဲ့မုန်တိုင်းတစ်ခုရဲ့အမိဖြစ်တဲ့ဟာရီကိန်းလို့လည်းခေါ်ဆိုခဲ့ကြပါတယ်။ဒါပေမဲ့အခုခါမှာတော့ပညာရှိမင်းသမီးလေးလို့သာလူအများကခေါ်ဝေါ်ကြပါတော့တယ်။မင်းသမီးသီရီတုန်းကအထိုင်းပြည်မြေမြဘူမီဘောအတူလီယာတန်းနဲ့မိဖုရားကြီးသီရီခစ်တို့ရဲ့တတိယမြောက်သမီးတော်လေးပဲဖြစ်ပါတယ်။မင်းသမီးတီရီတုံကို1995ခုနှစ်အေဘရလ2ရက်နေ့မှာဘယင်နန်းတော်ထဲမှာပဲဖွားမြင်ခဲ့ပါတယ် ဘရင်သမီးတော်နိုင်ငံမင်းသမီးတပါဖြစ်ပေမဲ့လည်းဟေယန်ကင်းပြီးရိုရှင်းစွာနေတဲ့သူမို့ပြည်သူများကသူမကိုချစ်ခင်ကြပါရင်သူမကစကားပြောရမှာလေဟန်ဆောင်မှုကင်းပြီးယောသားပွင်လင်းစွာပြောဆိုတတ်တဲ့မင်းသမီးတပါလည်းဖြစ်ပါရင်1958ခုနှစ်မှာတော့ချီထရာလာတာကျောင်းမှာအတန်းပညာကိုစတင်သင်ယူခဲ့ပြီး1992ခုနှစ်မှာတော့ထိုင်းနိုင်ငံတနိုင်ငံလုံးရှိဝိဇာဘာသာရပ်နဲ့အောင်မြင်သူတွေထဲမှာမှအမှန်အများဆုံးနဲ့ပရမနေရာကိုချိန်ခဲ့ပါရင် 1993ခုနှစ်မှာ1996ခုနှစ်အထိချူလာလောင်ကုန်းတက္ကသိုလ်ဝိဇာဌာနမှာဆက်လက်ပညာသင်ကြားခဲ့ပြီးတမိုင်းဘာသာဂုဏ်ထူးတက်မှာလည်းပရမအဆင့်နဲ့ဝိဇာပွဲကိုရရှိခဲ့ပါသည်။ပညာသင်နဲ့လည်းနှစ်စလုံးမှာဆိုရင်လည်းအတော်ဆုံးကျောင်းသူစံပြကျောင်းသူတို့ဖြစ်ခဲ့တာကြောင့်ရွှေတစိမ့်စုချီးမြှင့်ခြင်းကိုခံခဲ့ရပါသည်။ဘယင်သမီးတော်တပါးဖြစ်နေပေမဲ့လည်းကိုရိုင်းကိုကြကြိုးစားအားထုတ်ကပညာရေးဘက်မှာထူးချွန်မှုတွေကြောင့်ပညာသင်စုကိုလည်းသုံးနှစ်ဆက်တိုက်ရရှိခဲ့ပါသည်။ ်တက္ကသိုလ်ပထမနှစ်အပြီးမှာဆိုရင်လေပြင်သစ်ဘာသာရပ်ပိုင်းမှာပထမဆုကိုစုကုခဲ့ပြန်ပါတယ်အဲဒီနောက်မင်းသမီးတီရီတောင်ကစော်ပါကွန်တက္ကသိုလ်မှာအရှိတိုင်းကပီးကျောက်စာဘာသာရနဲ့မဟာဝိဇ္ဇာပွဲအပြင်ဂျူလာလောင်ကွန်တက္ကသိုလ်မှာအရှိတိုင်းဘာသာရနဲ့မဟာဝိဇ္ဇာပွဲတို့ကိုပါရရှိခဲ့ပါတယ်တရန်ကော82ခုနှစ်မှာစပြီးဆရီနာခရာရင်ဝီယာတက်ကတူမှာပညာရေးဖွံ့ဖြိုးမှုဘာသာရံများကိုဆက်လက်လေ့လာခဲ့ပြန်ပါသည် မေဒိုတကတုကာဆတ်ဆတ်တကတုဘယေမုန်ကေဆမှုတကတုတမဆတ်တကတုရန်ကန်ကဟန်တကတုပပါဒိုတကတုစုကာထုံးတာမတ်တီရတကတုနဲ့ချူလာလန်ကွန်းတကတုတို့မှမင်းသမီးတီရီတုံအားဂုံနူးဆောင်ပါရကူပွဲဆက်တခုကိုချင်းမြင်ခဲ့ပါရီဒေဗစ်တုံမင်းသမီးကတိတ်ပန်စာပြီးရာဇဝင်သမိုင်းပကြေအနုပညာနဲ့ဂီတာအနုပညာပိုင်းတို့မှလည်းဝါသနာထုံလွှမ်းတာကြောင့်လေ့လာလိုက်စားခဲ့ပါသေးတယ် င်းသမီးတီဗီတော်ကထိုင်းနိုင်ငံရှေ့နေများကောင်းစီနဲ့ယူရီးယားပြည်သူကအတင်းတို့မှဆိုရင်လေဂုံတူးဆောင်အဖွဲ့ဝင်တဦးပဲဖြစ်ပါတယ်။မင်းသမီးတီဗီတော်ကအမေရိကန်ပြည်ထောင်စုဆွီဒင်၊အစ္စရေး၊အီရန်၊နယ်သာလန်၊ပြင်သစ်၊ဗြိတိန်၊တရုတ်၊ဩစတြေးလျပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ၊မလေးရှား၊ဂျပန်၊ဖိလစ်ပိုင်နဲ့မြန်မာနိုင်ငံများစီကိုလည်းအနှံ့အပြားတွားရောက်လည်ပတ်ခဲ့ပြုပါတယ်။မြန်မာနိုင်ငံကို1986ခုနှစ်မတ်လ22ရက်မှာ31ရက်နေ့အထိလာရောက်လည်ပတ်ခဲ့ပူတာပဲဖြစ်ပါတယ် တီရီတောင်ကထိုင်းကိုရီးယားနှစ်နိုင်ငံနဲ့ပြည်တော်စုတမရဂျာမနီနိုင်ငံတို့မှာဘွယ်တူးကုံတူးဆောင်၉ခုကိုလည်းရရှိထားသူပါဘရင်တပီတော်မဟာချက်ကရီတီရီတောင်ကထိုင်းချက်ချီနီအသင်းအမှုဆောင်အဖွဲ့မှဆိုရင်ဒုတိယဩဂတစိုင်းတိုင်းထိုင်းဖောင်ဒေးရှင်းနဲ့ဒုတိယမြောက်ရာမဘရင်အထိမ်းမှတ်ဖောင်ဒေးရှင်းတို့မှာဩဂတမြားဖျားအကြောင်းတော်နဲ့မဟာနန်းတော်မောမန်ထိန်သိရင်အဖွဲ့မှဆိုရင်လည်းဘုတ်အဖွဲ့ဝင်များရဲ့ဩဂတချူလာလောင်ကွန်ဘရင်ဆမှုတက္ကသိုလ်ဥပဒေနှင့်လူမှုရေးသိပ္ပံဌာနများမှာတော့ကတိကအဖြစ်လဲတာဝန်ယူလှုပ်ဆောင်လျက်ရှိပါသည် ဒါရီရင်ဘဲလာဆိုတော့မဟုတ်သေးပါဘူးမင်းသမီးတီရီတော်ကထိုင်းဘရင်ကြီးတက်မတော်ဂုံတူးဆောင်ဒုတိယဘုံမူကြီးနဲ့ထိုင်းဘရင်လေတက်ရေတက်တို့မှဆိုရင်လေဂုံတူးဆောင်ဒုတိယဘုံမူကြီးအဖြစ်ပါအမျိုးသားများနဲ့ရေမောင်တန်းကရာထူးတာဝန်တွေကိုယူထားသူပါမင်းသမီးတီရီတော်ကသူမရဲ့အားလက်ချင်တွေကိုအလကားမကုံသေးပဲသူတေသနာနဲ့ကျောင်းတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများကိုပြုလုပ်ခြင်းတခြင်းဆိုခြင်း ထိုင်းဒူရီယာတိမုတ်ချင်းစာပေရေးသားချင်းကဗျာဆက်ဆိုချင်းပကြည်ရေးဆွဲချင်းနဲ့ဗဘုထုချင်းတို့ကိုပြုလုပ်ချင်းစားတဲ့ဖွံ့ဖြိုးရေးနဲ့အမှုပညာပိုင်းဆိုင်ရာကိစ္စရပ်တွေကိုလှုပ်ဆောင်လေးရှိပါတယ်။သူမရဲ့လက်ရှိတော်ဝင်ရဲ့စင်တန်းနဲ့အာနာမှာမိဖုရားယာရုနဲ့ဒန်းတူရည်တူရှိလျက်ရှိပါတယ်။ ဖာကမီတော်နဲ့ရွာမဆန်းမီရဲ့အချိန်ကလေးကထိုင်းနိုင်ငံတော်ရဲ့တိုးတက်ကြီးပွားမယ်အရေးကိစ္စတိုင်းလိုလိုမှာသူမကဖာကမီတော်ကြီးဖုန်းတော်ကြီးအရှင်မြတ်မဟာဘူမိဘောအတုလျာဒေ့ချ်တို့နဲ့အတူဒိုင်းမီတခွင်လှည့်လည်သွားလာကနိုင်ငံရဲ့လိုအပ်ချက်မှန်သမျှကိုဖြည့်ဆည်းပေးဖို့ရာကြိုးပမ်းခဲ့သူပဲဖြစ်ပါသည်။ ဒီလိုပြည်သူတွေနဲ့တသားရင်းနေလေးရှိတဲ့မင်းသမီးဖရာသေးခေါ်မဟာချက်ကြီးတီရီတောင်ကဒိုင်းသူပြည်သားတို့ရဲ့ချစ်ခင်မြတ်နိုးမှုမြတ်တာတို့ကိုအခြားသောဘယင်သားတော်သမီးတော်တို့ထက်အထူးအလေးရရှိခဲ့ပြီးဘယင်သားတော်သမီးတော်တွေထဲမှာဆိုရင်လေလူချစ်လူခင်အပေါ်ဆုံးမင်းသမီးတစ်ပါးအဖြစ်နဲ့လူတီများထင်ရှားခဲ့ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့သူတွေအားလုံးကိုကျွန်တော်ရဲ့ Crazy အမ်းမှာကျေးဇူးတူပဲတင်ရှိပါရစေခင်ဗျာ။